ောတာပန်အနာဂံအစရှိရဲ့အရိယာ၄ပါးကြောင်းလူငယ်များနားလည်အောင်မိန့်ကြားပြီးတော်မူပါရှင်ဗျာတောတာပန်တကရာခံအနာဂံယဟန္တာလို့အရိယပုဂ္ဂိုလ၄ဥရှိတယ်ပေါ့နော်မှန်ပါအစင်းလေးစင်းနဲ့ပတ်သက်ပြီးတော့အမည်နာမခွဲထားတာဖြစ်တယ်။သောတာပန်ဆိုတာသောတာပန္နလို့ ပါဠိစကားနေပြီးတော့ခေါ်တဲ့စကားဖြစ်တယ်အသေးပင်ကဘာလို့ဆိုတာတောတာဆိုတာရှည်စည်းချောင်းကိုပြောတာဖြစ်တော့ဒီမှာတော့နိဗ္ဗာန်လမ်းကြောင်းလို့အသေးပင်ရတယ်မှန်ပါဗျာအပ္ပနာဆိုတာရောက်တာနိဗ္ဗာန်လမ်းကြောင်းနဲ့စတင်ဝင်ရောက်သူဆိုတဲ့အသေးပင်ရှိတယ်သူ့ရဲ့အသေးပင်ကနိဗ္ဗာန်သွားတဲ့လမ်းကြောင်းနဲ့ကိုစတင်ဝင်ရောက်သူ တော့နိဗ္ဗာန်သွားတဲ့လမ်းကြောင်းဆိုတာဘာတော့ဆိုရင်သစ္စာပြောတဲ့ဘက်ကတစ္ဆာလို့ဆိုရတဲ့မက်ကင်ရှစ်ပါအကျင့်တရားကိုပဲခေါ်တယ်မှန်ပါဗျာအဲ့ဒီမက်ကင်ရှစ်ပါအကျင့်တရားဆိုတဲ့လမ်းကြောင်းတွေကိုစတင်ဝင်ရောက်သွားတဲ့ပုဂ္ဂိုလ်အဲ့လမ်းကြောင်းတွေကိုဝင်ရောက်သွားတယ်ဆိုတာဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရောက်ကြောင်းချင်းစင်အပေါ်မှာ အမှန်မြင်ခြင်းနဲ့တန်တရာခင်းခြင်းဆိုတဲ့အခြေအနေနှစ်ကိုရရှိသွားတယ်။အမြင်မှန်သွားပြီ။ဒိဋ္ဌိဆိုတဲ့မာရွင်နဲ့အမြင်ကိုသူဖယ်ရှားလိုက်နိုင်တော့တကယ်ကိုမှန်ကန်တဲ့အမြင်တစ်ခုရသွားပြီ။အဲ့ဒီလမ်းကြောင်းအပေါ်မှာတန်တရာဆိုတဲ့ဝိသိကိစ္စလည်းကျင်းသွားတယ်။ဒါကြောင့်ဒိဋ္ဌိနဲ့ဝိသိကိစ္စဒိဋ္ဌိဆိုတာလမ်းကြောင်းအမှန်သို့မဟုတ်သစ္စာလေးတန်းကိုမသိရဲနဲ့ မာရွင်နေတဲ့အမြင်တစ်ခုကိုဒိဋ္ဌိလို့ခေါ်တယ်။မှန်ပါဗျာ။နိဗ္ဗာန်ရဲ့ကြောင့်တရားတွေအပေါ်မှာရှုမတန်တရားဖြစ်နေတာဝိသိကိစ္ဆာလို့ခေါ်တယ်။မှန်ပါဗျာ။အဲ့ဒီဒိဋ္ဌိနဲ့ဝိသိကိစ္ဆာရှင်းရှင်းပြောရမယ်ဆိုရင်သောတပန်ဖြစ်သွားတယ်ဆိုတာရှင်တဲကအတိညာရဲ့ဆန့်ကျင်ဘက်အတိညာကိုဒီဖုံးကွယ်ထားတတ်တဲ့ကိလေသာ နှစ်ခုရှင်းလိုက်နိုင်သည့်အတွက်ကြောင့်သူဟာနိဗ္ဗာန်နဲ့နိဗ္ဗာန်ရဲ့အကြောင်းအချင်းတရားပေါ်မှာလုံးဝလက်ခံသွားတဲ့ပုဂ္ဂိုလ်မြင်ရှိတဲ့ပုဂ္ဂိုလ်သောတပန်လို့ခေါ်တယ်။ပါမပါဒုတိယအဆင့်ပုဂ္ဂိုလ်ကြတော့တကတံခံလို့ခေါ်တယ်။တကတံခံဆိုတာပါဠိစကားအစစ်အမှန်ကတကတံခမိလို့ခေါ်တယ်။ အဲ့ဒီအဆင်းရောက်သွားလို့ရှိရင်ကာမဂုဏ်အယုန်နေနဲ့ပျော်တဲ့ရဝန်းလို့ခေါ်တဲ့ကာမဘုံကိုသူတစ်ချိန်ပဲလာတော့မယ်တကယ်တရားဓမ္မနဲ့ပျော်မွေးတဲ့အဆင့်ကိုရောက်သွားမယ်တစ်ချိန်သာပြန်လာသူလို့အတိဘယ်နဲ့တက္ကရာကမိလို့ခေါ်တယ် once returner လို့အင်္ဂလိပ်လိုပြန်ညားတယ်မှန်ပါတယ်တခါပဲဒီကာမဘုံဆိုတာလူုံနဲ့နတ်ဘုံပေါ့နော် ကောင်းတဲ့ပုံဆိုရင်လူဘုံနဲ့နတ်ဘုံအဲ့လူဘုံနတ်ဘုံကိုသူတစ်ခါပဲပြန်လာတော့မယ်ပြန်လာတယ်ဆိုတာလူဘုံနတ်ဘုံမှာပြန်မွေးရမယ်ဆိုရင်တစ်ခါပဲမွေးတော့မယ်နောက်ထပ်လူဘုံနတ်ဘုံဒီလိုကမ္မကုံအာယုန်တော်ထဲမှာတွေ့တာမှုတွေအားကြီးတဲ့ဘုံမျိုးကိုသူမလာတော့ဘူးဆိုတော့အဆင့်ရောက်သွားတဲ့ပုဂ္ဂိုလ်မျိုးကိုတက္ကရကံလို့ခေါ်တယ်မှန်ပါတယ်အနာခံလို့ဆိုတာအနာခံပြီးဆိုတဲ့စကားလုံးကနေရတာ အနာဂမိဆိုတာနအာဂမိမလာတော့ဘူးဆိုတဲ့အဓိပ္ပာယ်ခုနကတည်းကပုဂ္ဂိုလ်ကတက္ကရာကံကတစ်ချိန်လာတယ်အနာဂံကျတော့လုံးဝမလာတော့ဘူးသူကတရားနဲ့ပြောမွေးတဲ့တပထကျင့်စဉ်အောင်မြင်ပြီးတော့တပထတရားဝိပဿနာတရားတွေနဲ့နေနိုင်တဲ့ပြမဘုံမှာပဲနောက်ဆုံးမှာပြမဘုံတော်မှာပဲလုံးဝစင်ကြယ်တဲ့သုဒ္ဓဝါဒ၅ဘုံလို့ဆိုတဲ့ သောတာပတ္ထုံနေမှာပဲသူကဖြစ်မယ်လူပုံမှာလည်းအနာဂတ်အနေနဲ့ဖြစ်နိုင်တယ်ပေါ့နော်သို့တော့သူ့အနေနဲ့ဘဝမှာဒီအနာဂတ်ဘဝနဲ့သိဆုံးလို့ရှိရင်တော့သောတာပတ္ထုံမှာဖြစ်မယ်ပေါ့ကာမဘုံကိုဘဝတစ်ခုအနေနဲ့ဘယ်တော့မှပြန်မလာတဲ့ပုဂ္ဂိုလ်ရဲ့အဆင့်ဘာကြောင့်ပြန်မလာတော့ဆိုရင်ဒီဘဝမှာလောဟတရားဆိုရင်ပြတ်သွားပြီလို့ပြောတာမှန်ပါဗျာ ကာမရာဂလို့ခေါ်တဲ့ desire for sensual pleasure ဒီကာမဂုဏ်အာယုန်ဒီပေါ်မှာလိုချင်တတ်မဲ့တဲ့ရာဂသူ့မှာမရှိတော့ဘူးတတ်မဲ့တဲ့ရာဂမရှိသည့်အတွက်ကြောင့်မုံတီးမှုအလိုမကြမ်းမှုဆိုတာလည်းသူ့မှာမရှိတော့ဒါကြောင့်မို့ကာမရာဂပြပါရာသူ့မှာလုံးဝမရှိတော့သည့်အတွက်ကြောင့်ဒီကာမဘုံကိုပြန်ရောက်နိုင်တဲ့အကြောင်းတရားတွေသူကဖယ်ရှားပြီးသားဖြစ်သွားတော့ဖယ်တော့မှပြန်မလာဘူး non returner ဆိုတဲ့ အတိဘေနဲ့အနာဂံလို့ခေါ်တာเนาะအဲ့ဒီအဆင့်မှန်ပါဗျာနောက်တစ်ခုယဟန္တာဆိုတာကြတော့သူကကိလေသာအာသဝတွေလုံးဝကင်းသွားတဲ့ရှင်ထဲမှာလုံးဝရှင်းသွားပြီအတိညာဉ်ကိုကာကွယ်တဲ့ညှဉ်းနှံစေတဲ့ဆုတ်ပိတ်တတ်တဲ့ကိလေသာတွေပူလောင်စေတတ်တဲ့ကိလေသာတွေအလုံးဒုက္ခပေးတဲ့ကိလေသာတွေလုံးဝရှင်းသွားပြီအဲ့ဒီလုံးဝရှင်းသွားပြီ ရှင်တွေကခိတိတာလုံးဝပြောင်းစင်အောင် ရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်တို့အရဟန္တာလုံးဝပူဇော်တတ်တဲ့လုံးဝသန့်စင်တဲ့ပုဂ္ဂိုလ်တို့ဒီဒိဗ္ဗေနဲ့ခေါ်တာသောတာပန်ဖြစ်သွားလို့ရှိရင်အပယ်လေးပုံကိုမရောက်တော့အပယ်လေးပုံကိုသူကြော်လွားနိုင်နိုင်ပြီပေါ့တက္ကရကံတက္ကရကံဖြစ်လို့ရှိရင်ဒီအပယ်လေးပုံကြော်လွားပြီးကောင်းတဲ့ပုံတော့တစ်ချိန်ပဲပြန်လာတော့မယ်ဆန္ဒရှိတဲ့ အနေထာမျိုးရောက်သွားတယ်။အနာဂံဆိုတာကြတော့ကာမဘုံနေအလုံးဒုဘုံနတ်ပြည့်6ထပ်ခုနအပေလေးဘုံကတော့အစရဲရှင်းမိတာဖြစ်သွားပြီ။အဲ့ဒီကောင်းတဲ့ဘုံတွေတောင်းမပဲပရိသေရိဘဝတစ်ခုအနေနဲ့ပြန်မလာတော့ဘူးလို့ဆိုလိုတယ်။မှန်ပါဗျာ။ဖျားဘူးတရားနာပြန်မလာတာပြောတာမဟုတ်ဘဝတစ်ခုအနေနဲ့ပြန်မမွေးတော့ဘူးလို့ဆိုလိုတယ်နော် အဲ့ဒါနာကယဟန္တာပုဂ္ဂိုလ်ကြတော့ဘယ်ဘဝမှမမွေးတော့ဘူး30ဘုံတော့ကလွတ်သွားတယ်အဲ့ဒီလိုအရိယာဆိုတာမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်လို့အဓိပ္ပာယ်ရတယ်ရှင်နေကအစိုးတရားတွေအသိဉာဏ်ကိုပိတ်ဆို့ရတဲ့ကိလေသာတွေအဲ့ဒါတွေကိုလုံးဝအဆင့်လိုက်အဆင့်လိုက်ရှင်းသွားပြီရှင်းသွားနိုင်တဲ့ပုဂ္ဂိုလ်သူမြတ်တွေကိုအရိယာလို့ခေါ်တာပဲဖြစ်တယ်နော် အဲ့ဒီလိုရှင်းသွားခြင်းဟာအမှန်တရားကိုသိမြင်မှုစ조사အထောက်ခြင်းနဲ့သက်ဆိုင်ဘယ်ကေရှိပါအစ်စ်လမ်းကြောင်းအတိုင်းပဲတကယ်ချင်းချင်းကြို့ကိုအထောက်သွားလို့ရှိရင်အသိဉာဏ်လေးရပြီရင်ထဲကအဆိုးတရားတွေကိရိတာတွေအားလုံးရှင်းသွားနိုင်ဒီအဆင့်ကိုရောက်တယ်မှန်ပါဗျာစိတ်မှာလုံးဝအငြိအကျေးကင်းသွားလို့မြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်ဖြစ်သွားပြီဘယ်တော့မှမပြောင်းလဲတော့ဘူးသူတို့ရဲ့ဘဝတွေဟာတည်ငြိမ်သွားပြီ ဒီကိလေသာတွေကဘယ်တော့မှနောက်ချောင်းပြန်ပြီးတော့အလားနိုင်တော့သူတို့ရှင်နေမှာအဲ့လိုထာဝရဖြူစင်သွားတဲ့ပုံကမျိုးတွေကိုအရိယာအလုတ်ခေါ်တယ်နော်မှန်ပါဗျာအဲ့ဒါဆိုလို့ရှင်သောတာပန်ဖြစ်တဲ့လူသရာဂံဖြစ်တဲ့လူအနာဂံဖြစ်တဲ့လူယဟန္တာဖြစ်တဲ့လူကသူတို့ကသူတို့အဲ့အစ်စ်နေရောက်နေမှန်းသိနိုင်ပါလားရှင်ဗျာသိနိုင်ပါတယ်သိနိုင်တယ်ဆိုတာကျင့်ကြံပွားများအထောက်မှုနဲ့ပတ်သက်တာဖြစ်သောကြောင့်ဒီသိနိုင်တယ်သို့တော့ သူ့ရင်ထဲမှာကိလေသာကင်းနေတော့ဥပမာခုနှစ်နှစ်သမီးလေးတတဘာဖြစ်တာရှိတယ်အပ္ပဒံပါဠိတော်တွေမှာ၅နှစ်သားလေးရဟန္တာဖြစ်တာတော့ရှိတယ်ပေါ့နော်မှန်ပါအလုံးကိုငယ်တော့သူ့ရင်ထဲမှာဒီနာမည်တွေတတတ္တိဖြစ်စီမတတတ္တိဖြစ်စီသူ့ရင်ထဲမှာအစိုးတရားတွေမရှိဘူးဆိုတော့သူတို့ခံစားရတယ်မှန်ပါဗျာသူဘယ်တော့မှဒေါသမထွက်ဘူးသူဘယ်တော့မှလောဘ ဟိုတက်မဲ့တဲ့လောဘတွေသူ့မှာမရှိတော့ဘူးအဲတော့မုံတိမှုဒေါသတွေသူ့မှာမရှိဘူးအလုံးဟာဘဝအကြောင်းနဲ့စဉ်းစားလိုက်ရင်ဓမ္မအကြောင်းနဲ့ပတ်သက်လိုက်သူ့ရင်ထဲမှာရှင်းနေလို့တွေ့ဝေးနေတာတွေမရှိတော့ဘူးဆိုတော့သူ့စိတ်အနေထားကိုတော့သူသိတယ်မှန်ပါဗျာသိချသိနိုင်တယ်ပေါ့နော်သိနိုင်တဲ့အခါသူအစင်သတ်မှတ်တဲ့အခါမှာဒီဥပဒ္ဒကတွေကမြတ်စွာဘုရားလက်ထက်က သူတို့ပဲဆင့်ဆိုတာမျိုးသူတို့ကိုယ်တိုင်ပြောကြတယ်သူတို့မှာကာမဘုံကို ပြန်လာဖို့တန်ရောစင်ဆိုတဲ့နောက်ရိုးတွေသူတို့မှာ မရှိတော့ဘူးလို့ပြန်ပြောလို့ရှိကြတယ်ကာမဘုံအာယုန်တွေပေါ်မှာလိုချင်တတ်မဲ့တဲ့တဏှာဆန္ဒတွေလိုတာကိုမရလို့အလိုမကျဒေါသဖြစ်တာတွေဒါတွေသူတို့မှာမရှိတော့တဲ့အတွက်ကြောင့် ကမ္မဘုံနဲ့ပတ်သက်တဲ့တန်ဟောစဉ်တွေသူတို့မှကုန်းနေတယ်ဆိုတာခုမှတန်ဟောစဉ်ရှိတယ်မရှိဘူးတတမှုရှိတယ်မရှိဘူးဆိုတာကိုယ့်အကူသိတယ်ပေါ့နော်အဲ့လိုသိသွားသည့်အတွက်ကြောင့်သူတို့ရဲ့အခြေအနေအစဉ်ကိုသူကသူသိနိုင်တယ်လို့ပဲပြောရမှာမှန်ပါ